မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကို တင်ဆက်ပေးလျက်ရှိပါတယ် ပထမအဦးဆုံးကလေးမျိုးနယ်ကြံသာရွာသို့ထိုးစစ်ဆင်လာသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်သား28ဦးသေဆုံး MI35 ရဟရင်တစီကိုထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းကလေးမျိုးနယ်ကြံသာရွာသို့ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား28ဦးသေဆုံးပြီး MI35 ရဟရင်တစီကိုထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့ကြောင်းချင်းလက် Information Center နဲ့ CNN ပြောခွင့်ရပုဂ္ဂိုလ်စလိုက်ထက်နီတို့ထံမှသိရှိရပါဗျာ။ အေဗီလာ29ရက်နေ့မနက်9:00နာရီအချိန်ကကလေးမြို့နယ်တောင်ပိုင်းကျန်းသာရွာဘက်သို့စစ်ကောင်စီတပ်ကအင်အား200ခန့်အသုံးပြုပြီးစစ်ကြောင်းနှစ်ခုဖြင့်ထိုးစစ်ဆင်လာကြောင်းတွလန်ရေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်သား28ဦးသေဆုံးခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာအားနေမြေရှင်လင်းစဉ်စစ်သားအလောင်း9လောင်းလက်နက်ငယ်17လက်နဲ့ခရဲအချို့သိမ်းဆည်းရရှိကြောင်းတိုက်ပွဲတွင်ဒဏ်ရာရစစ်သားများကိုပြန်လည်သေဆုံးသွားသည်များရှိတော်လဲဒဏ်ရာရစစ်သားတချို့ကိုမူပစ်သက်သွားကြောင်းသိရှိရပါသည်အလောင်း9လောင်း င်းနဲ့လက်နက်ဆက်တလက်သိမ်းဆီးရရှိခဲ့တဲ့တေဆုံးနာစုစုပေါင်းက29ဦးရှိပါတယ်။ MI-35 စစ်ရဟရင်ကိုလည်းထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့ပြီးမိကိုဥထွက်ပြီးတော့ဟန်တာဝရီရွာဘက်ကိုဆင်းသွားတဲ့အခုထိတက်မလာနိုင်သေးဘူး။ အဲ့ဒီနေ့မနက်အစောကြီးစခပြူပူပန်းအင်အား200လောက်နဲ့မြေပြင်လက်နက်ကြီးပစ်ကူယူပြီးကြမ်းသားရွာဘက်ကိုကလာတာ MI35 နဲ့မဖြစ်ခင် Jet Fighter ဝိုင်းတွဲလေယာဉ်တွေနဲ့အရင်ဘုံကျဲတဲ့190မမလက်နက်ကြီးကအလုံး20ကျော်ထုတယ်ဟုတော်လန်ရေးတင်းရှင်မြစ်ကပြောကြားပါတယ်။ထို့သူအကြမ်းဖက်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးဖြင့်အပြစ်မဲ့ပြည်သူများနေထိုင်ရာနှက်ချောင်းနှက်မြောင်းအောင်ချမ်းသာတန်ဖိုနဲ့ငါးဖားတို့ကိုဘုံကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူ၄ဦးသေဆုံးကရွာသူရွာသားများ များဘေးလွတ်ရာထွက်ပြေးနေရကြောင်းသိရပါဗျ။မနေ့ကအထီကိုလက်နက်ကြီးနဲ့နှစ်ချက်ထုသေးတယ်ဒီဘက်မှာဆိုရင်မိုးတွေရွာနေတာကြံသာမှန်တော့အောင်ချမ်းသာရွာတွေကလူမနေတာကြာပြီးစစ်ဆောင်နေကြရတာပါဟုတော်လန်ရေးတရင်ရှင်မြစ်ကပြောဆိုပါဗျ။အဆိုပါအကြမ်းဖက်စစ်ကြောင်းကို CNA CDF KKG CDF MCR နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် MTS စစ်ဒေသတပ်ရင်း တပ်ဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့အပါအဝင်အထိကိမ့်မရှိတော်လန်ရေးတပ်ဖွဲ့ဝင်များအထိကိမ့်မရှိခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်အကြံဖက်စစ်ကောင်စီကငလင်တန်ကြောင့်အပြစ်ရဲဆဲထားသည်ဟုတရားဝင်ကြေညာထုတ်ပြန်ထားတော်လဲ၎င်းတို့ထုတ်ပြန်ချက်ကို၎င်းတို့ကိုယ်တိုင်ချိုးဖောက်ကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းချင်းလန့် information center ကထုတ်ပြန်ထားချက်အရသိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မင်းအွန်လိုင်းနဲ့စစ်ကောင်စီမြန်မာပြည်သူအပေါ်အကြမ်းဖက်လုပ်ရက်များကိုအာဆီယံကလစ်လျူရှုထားလျင် နိုင်ငံငြိမ်းချမ်းတည်ငြိမ်မှုမရနိုင်ဟု NUG ကသတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့စစ်ကောင်စီမြန်မာပြည်သူအပေါ်အကြံဖက်လုပ်ရက်များကိုအာဆီယံကလစ်လူရှုထားလျင်မြန်မာနိုင်ငံငြိမ်းချမ်းတည်ငြိမ်မှုမရနိုင်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG ၏တမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကသတိပေးပြောဆိုလိုက်ပါတယ်။ယနေ့ထုတ်ပြန်သည့်ပြည်သူလူထုနှင့်နိုင်ငံတကာသို့တင်းစကားပြောခြင်းအစီအစဉ်တွင်နိုင်ငံတော်တမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကအထက် အတိုင်းပြောဆိုခြင်းဖြစ်ပါတယ်အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကမက်လာ28ရက်နေ့စကိုင်းငလင်ကြီးလှုပ်ခတ်ခြင်းတွင်လည်းအပြစ်ရဲ့ကြေညာခဲ့တော်လဲပြည်သူများကိုလေးချောင်းတိုက်ခိုက်မှုများအချိန်ချင်းကျူးလွန်ခဲ့ကြောင်းမက်လာ28ရက်ငလင်ဖြစ်ပွားပြီးချိန်မှစတင်ပြီးအေဘီလာ23ရက်ထိငလင်ဘေးတင်ဒေသများအပါအဝင်နိုင်ငံအနှံ့အပြားကိုစစ်ကောင်းစီကလေးချောင်းမှတစ်ဆင့်ပုံချဲတိုက်ခိုက်မှုပေါင်း196ကြိမ်လက်နက်ကြီးပစ်ခတ်မှုပေါင်း64ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ235ဦးသေဆုံးခဲ့ကြောင်းဒဏ်ရာရ ရအရက်သားလူဦးရေစုစုပေါင်းမှာ429ဦးရှိကြောင်း၎င်းကဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီနေဖြင့်မြန်မာပြည်သူများပေါ်ရရဆက်ဆက်ကျူးလွန်မှုများလှုံ့ဆော်နေပြီးအာဆီယံအနေဖြင့်ရင်းကျူးလွန်မှုများကိုလက်လူရှုမထားရန်အရေးကြီးကြောင်း၎င်းကထောက်ပြပါတယ်။ လက်ရှိမှာမြန်မာပြည်သူလူထုအပေါ်မဟာလာနယ်စစ်ကောင်စီကအကြမ်းဖက်လုပ်ရက်တွေကိုကျူးလွန်နေတာကိုအာဆီယံအနေနဲ့လစ်လူမရှုဖို့အရေးကြီးပါတယ်။အကြမ်းဖက်လုပ်ရက်တွေကိုလစ်လူရှုထားမယ်ဆိုရင်မြန်မာနိုင်ငံမှာငြိမ်းချမ်းတည်ငြိမ်မှုတည်ဆောက်တဲ့လုပ်ငန်းစဉ်ကိုထိရောက်စွာကူညီပေးနိုင်မှာမဟုတ်ပါဘူးဆိုတာပြောကြားချင်ပါတယ်ဟုဥကြော်စောကရှင်းပြပါတယ်။အာဆီယံအဖွဲ့အနေနဲ့ NUG နဲ့ဒေါ်လာရေးအင်အားစုများကိုတရားဝင်ထိတွေ့ဆက်ဆံပြီးနိုင်ငံရေးအပြေရှာမှသာရေရှည်တည်တံ့ခိုင်မာသည့်တည်ငြိမ်အေးချမ်းမှုရရှိနိုင်ကြောင်း အဆိုပါနီလန်ကသာမြန်မာနိုင်ငံအတွက်တခုတည်းသောနီလန်ဖြစ်ကြောင်းသူကဆက်ပြောပါရယ်မြန်မာချက်တဲ့ပြည်လေဖို့အတွက်အကြံဖက်စေအုပ်စုဟာအပြည့်မဟုတ်ဘူးဆိုတာသိတာထင်ရှားနေပါရယ်အာဆီယံအဖွဲ့အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ဒေါ်လန်ရေးအင်အားစုတွေနဲ့တရားဝင်ထိတွေ့ပြီးနိုင်ငံရေးအပြေရှာဖို့လုပ်ကိုင်ခြင်းကသာရေရှည်တည်တံ့ခိုင်မာတဲ့ငင်းချမ်းတည်ငြိမ်အေးချမ်းမှုကိုတခုတည်းသောနီလန်ဖြစ်တယ်ဆိုတာပြောကြားချင်ပါတယ်ဟုသူကဆိုပါရယ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အကြမ်းဖက်စစ်ကောင်စီကိုတိုက်ခိုက်ရန်စီရေးကဏ္ဍတွင်ပြည်သူ့ကာကွယ်တပ်မတော်တရင်တပ်ဖွဲ့350ကျော်ဖွဲ့စည်းတည်ထောင်ထားပြီးပြည်သူ့ကာကွယ်အဖွဲ့အနေဖြင့်မြို့နယ်ပေါင်း235မြို့နယ်တွင်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း NUG ကတရားဝင်သတင်းထုတ်ပြန်ထားကြောင်းသိရှိရပါသည်ပဲခူးတိုင်းမင်းလာမြို့နယ်ပဲခူးရုံမအတွင်တက်လာသောအကျန်းဖက်စစ်တပ်စစ်ကြောင်းကိုနေရက်ဆက်တိုက်ခတ်ရာ စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားပြီးစစ်သားများအလံဖြူထောင်၍လေရင်ဖြင့်လိုက်လံဗုံးကျဲနေကြောင်းဒေတာရင်းသတင်းရှင်းမြစ်ကပြောဆိုပါရယ်အေဗီနာ23ရက်နေ့မှာစတင်ကမင်းလောင်မြို့နယ်ဘကိုးရိုးမှာအဆက်ရှိကျေးရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်ပြီးစစ်ကြောင်းထိုးနေသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လှန်ရေးတပ်ဖွဲ့များကအေဗီလာ26ရက်နေ့နဲ့28ရက်နေ့တို့တွင်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ရင်းတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုများပြားပြီးစစ်ကြော င်းတစ်ခုလုံးတက်ပြက်၍ထွက်ပြေးနေစဉ်ဒေါ်လန်ဟီတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်ခြင်းကြောင့်စစ်ကောင်စီတပ်သားအများစုအလံဖြူထောင်၍လက်နက်ချအလင်းဝင်မှုများရှိကြောင်းသိရပါသည်ထို့သောစစ်ကြောင်းတစ်ခုလုံးဖွဲ့စည်းပုံပြည့်၍အလံဖြူထောင်ခြင်းကြောင့်အကြမ်းဖက်စစ်တပ်ကယနေ့မနေ့ပိုင်းမှာစတင်ကပဲခူးရိုးမှထောက်လျှောက်ကို MI-35 တိုက်ခိုက်ရေးရဟတ်ယင်ဖြင့်လိုက်လံဘုံကျဲဖြစ်ခတ်တိုက်ခိုက်နေပြီးဂျက်ဖိုက်တာများလည်းအဆက်မပြတ်ပြန့်ဝဲနေကြောင်းသိရပါသည်။ စက္ကစစ်ကြောင်းကရွာတွေကိုတောက်လျှောက်ဝင်စီပြီးတွေ့သည့်မြပစ္စည်းတွေယူတယ်ပြည်သူခုနှစ်ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်တယ်လို့ကနဦးသိရတယ်။အဲ့လိုတွေအကြမ်းဖက်တာတွေလုပ်နေတော့ PDF တွေနဲ့တိုက်ပွဲဖြစ်တာနှစ်ရက်ရှိပြီးစစ်ကြောင်းတစ်ခုလုံးတက်ပြတ်သွားတာစက္ကတွေအသေးများတယ်။ဒဏ်ရာရတာတွေလည်းများတော့အလံဖြူထောင်နေလို့သိရတယ်။အလံဖြူထောင်တာကစစ်မှုထမ်းတပ်သားအစ်တွေလို့တော့ကြားတယ်။စက္ကရဟတ်ရင်နေတဲ့ Jet Fighter တွေတောက်လျှောက်ကိုဝဲနေတာ Jet Fighter ကတော့ဘုံမကျဲသေးဘူး။ရဟတ်ရင်ကတော့တောက်လျှောက်ကိုပတ်ပြီးဖြစ်နေတာအခုထိရှိတယ်။ပြည် သူတွေလည်းတောင်းနဲ့ချီပြေးနေရတာဟုဒေသပြည်သူတို့ကပြောဆိုပါရယ်အဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်းတွင်ပဲခူးယုံမအဆက်ရှိခြေရွာများကိုဝင်ရောက်စီးနှင်းချိန်တွင်ပြည်သူ9ဦးကိုတပ်ဖြတ်ထားကြောင်းကနဦးသိရှိရတော့လဲအတီးပြုတ်နေစေဖြစ်ကြောင်းရင်းစစ်ကြောင်းကြောင့်လက်ရှိချိန်တွင်ကျောင်းရွာရွေးကုန်းခွတ်မစမ်းပုတ်ထောက်ကျန်ပန်းတန်ဂန်းကော်ပင်ဥတုကញင်ပင်အင်ဂျင်ကုန်းနဲ့ စန်းတောင်ကွေးအုပ်စုတို့ရှိခြေရွာပေါင်း20ကျော်မှတောင်းနှချီသောပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပါသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မင်းလာတွင်စစ်မှုထမ်းခိုင်းရန်လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသည့်အလဲကုန်းအုပ်စုအုပ်ချုပ်ရေးမှူးဆိုဝင်ပြစ်ခတ်ခံရပြီးတိုက်စုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘကောတိုင်းမင်းလာမြို့နယ်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေသည့်အလေကောင်းအုပ်စုအုပ်ချုပ်ရေးမှူးဆိုဝင်ကိုပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းတာယာရီခိုင်တရင်383ရက်နေမှာတာဝန်ရှိသူတို့ကပြောဆိုပါရယ် ဧပြီလ26ရက်နေ့မွန်လွဲ၄နာရီမိနစ်30ခန့်တွင်မဲလာမြို့နယ်အလေကုန်းအုပ်စုအုပ်ချုပ်ရေးမှူးဆိုဝင်ကိုတာယာရီခိုင်တပ်ရင်း383ညနေတက်ခွဲ3တက်ခွဲ2နဲ့မဲလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်း၍ကလကုန်းရွာထိပ်လမ်းပေါ်မှာတနက်ဖြန်5ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ရင်တိုက်ခိုက်မှုတွင်အုပ်ချုပ်ရေးမှုဆုံးဝင်သည့်ပွဲချင်းပြီးတည်ဆုံးခဲ့ပြီး၎င်းထံမှဓမြောင်တစ်ချောင်းငွေကျပ်6000၊စိုင်းကဲတစ်စီး၊စီးတစိ့တုံးနှစ်ခုစစ်မှုထမ်းရမည်အမည်စင်းပါဆောက်ရွက်စရမ်းများတင်စီရရှိခဲ့ကြောင်းသိရှိရပါသည်။တည်ဆုံးသွားသောအုပ်ချုပ်ရေးမှုဆုံးဝင်သည့်စစ်မှုရန်ကျေဟုဆိုကပြည်သူများထံမှငွေကြေးများအတင်းကျပ်ကောက်ခံခြင်းစစ်မှုထမ်းရဲ့အမည်စင်းပါသူများထံမှငွေကြေးများအဆမတန်တောင်းခံခြင်း လူငယ်များကိုစစ်မှုထမ်းရန်အတင်းကျပ်စုဆောင်ခြင်းလူငယ်များကိုလက်ထောက်ချဗော်ဒါဆွဲခိုင်းခြင်းများလှုပ်ဆောင်နေသည့်အတွက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ဆိုဝင်းကကြက်သမားပါကြက်ဝိုင်းမှာအပြန်ဆောင်ပြီးတော့တိုက်ခိုက်ခဲ့တာပွဲချင်းပြီးတိတ်ဆုံးနေသူကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာစစ်မှုထမ်းဥပဒေအကြောင်းပြပြီးငွေညစ်တာတွေလှုပ်ဆောင်နေတဲ့သူပါမှုဒါယာရီခိုင်တိုင်ရင်383နှစ်မှာတာဝန်ရှိသူကပြောပါရယ် ပြည်သူများအနေဖြင့်ဒေါ်လာရေးတက်ဖွဲ့များကိုဒုက္ခပေးနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်စစ်တပ်တောက်တိုင်များကိုအရှိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်၍ပြည်သူများအနေဖြင့်လည်း၎င်းတို့အနီးသွားလာနေထိုင်ခြင်းလုံးဝမပြုလုပ်ကြရဲတာယာရီခိုင်တရင်383ရက်ကအတိပေးနှိုးဆော်ထားကြောင်းသိရှိရပါသည်